မင်္ဂလာပါခင်ဗျာစာအုပ်ဆိုင် channel လေးကနေကြိုဆိုပါရစေဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ဆီယာမဂျူးရဲ့ရေမျောသီးနဲ့အခြားဝိထုတို့များစာအုပ်ထဲကတူမအီမိုးဆိုတဲ့ဝိထုတို့လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်တူမအီမိုးတဖြောက်ဖြောက်ကျိုးတို့ကျဲတဲ့ထွက်ပေါ်လာသောအတံများကိုစရွေးကြားလိုက်ရသည်ကြားနေကြအတံများမဟုတ်၍အနည်းငယ်အာယုံစူးစိုက်ရပါသည်တေချာနားထောင်တော့လဲမကြားရတော့သလို့ သို့မဟုတ်အလွန်တိုးတိတ်ဖြော့တော်သောအတန်များဖြစ်နေသောကြောင့်ထင်၏အချိန်နှင်းငယ်ငြိမ်သက်နေပြီးနောက်တစ်ဖန်ပြန်ကြားလာရပြန်သည်ကြည်တခါတော့တန်ကိုမှတ်မိသွား၏တုတ်ခေါမိုးပေါ်သို့တိုးတိတ်စွာကျဲပါသောကြာနေသောအရာများ၏အတန်ဖြစ်သည်တမာဖွင့်များဖွာလွန့်စွာကြေကြာတုံးကအတန်နှင့်နည်းနည်းဆင်တူသည်ဒီထက်ပို၍ပြည့်စုံအောင်မဖော်ပြတတ်ပါငင်းကြနေပြီထင်သည်တခါတည်းရန်သူမတို့မြို့မှာဒီလိုပဲနှင်းဆက်များကြာတတ်သည်တို့သော တခဏအတွင်းစိတ်ထဲ၌တန်လျာများတစတာစဝင်လာသည်အတန်များသည်တဖြည်းဖြည်းချင်းကျယ်လောင်လာသောကြောင့်ဖြစ်၏တဖြည်းဖြည်းလဲစိတ်လာသည်အတန်ပြိုင်ထွက်ပေါ်လာသည်နှင်းချသည်မဟုတ်ပါမလားနှင်းဆက်တွေကမိုးဆက်တွေလိုပါပဲလားမိုးအိုးဟုတ်တာပေါ့မိုးဆက်တွေရဲ့အတန်မဟုတ်လားဟုတ်ပါသည်တခုချင်းပြန်ဆိုင်ထွက်ပေါ်သောအတန်များသည်ကြပောင်းတစည်းရဲ့စုဝေးကတခုတည်းသောအတန်များဖြစ်သွားသည်ဤတန်မှာမိုးရွာသောအတန်မှန်ဖြစ်၏သူမသည် ။ဒုံမွေးအင်ဂျင်နှင့်ခြိလုံးကိုလွှတ်ချလိုက်မိသည်။ထို့နောက်ကရင်ပေါ်မှဝုန်းကနေခုန်ဆင်းထွက်လိုက်သည်။ထို့အချိန်မှာပဲကျေလောင်သောမိုးတန်သည်တုတ်ခေါင်မိုးပေါ်မှပဲတင်ထက်လျက်ရှိလေသည်။မိမငယ်၏ညဝန်းများပြူးကျယ်လာသည်။နှကန်းဆောင်သည်အံ့ဩသည့်အခါတွင်ဖြစ်ပေါ်လျက်ရှိသည့်အတိုင်းပွင့်ဟသွားသည်။ကြည်စန်းတကယ်မိုးရနေတာပါလား။ဒီစင်ပါမှာမိုးရနေတာပေါ့နော်။လက်ဖျားများသည် ရုပ်ချီးအေးဆက်လာသည်။အခန်းတွင်ရှိလေသည် အရင်ကားတက်ပိုးပြီးအေးစိတ်လာသည်။ ကတင်းပေါက်ကိုလှမ်းကြည့်လိုက်သည်ပတင်းတကားသည်ပိတ်ထားပြီးဖြစ်သည်ခန်းစည်းလေးချထားပြီးဖြစ်သည်တော်ပါသေးရဲ့လေမဟုတ်လေမှန်ပတင်းကဖျက်ပြီးလျှက်စည်းလက်တာကိုကံမကောင်းလေမိုးချိုးပြစ်တာကိုမြင်ချင်မြင်ရနိုင်သည်ကြာမြင့်စွာ၆တွေ့နေခဲ့သောမြေပြင်ကိုမိုးဆူဆူမရမှဖြစ်ပေါ်လာသောမြေသိမ်းရနံ့သည် ပထမတွင်ဆူဆူရှာရှာထို့နောက်တဖြည်းဖြည်းမှိန်ဖျော့ပြီးပျောက်ွယ်သွား၏ခဏတွင်မြေကြီးသည်မိုးဆူရွှဲပြီးရေများဖုံးလွှမ်းသွားတော့သည်သူမပါလို့ရမှာပါလေပထမတော့ ိမိပြောက်ပြောက်ရက်ခငေးငိုင်နေမိသည်။ဘိုးရွာချင်းကိုမယုံကြည်နိုင်စွာပြဲ့ထိန်စီကိုလှမ်းကြည့်မိလိုက်သေးသည်။ကြီးစင်ပါပါလေတိချပါသည်။ထို့အပြင်ဘိုးရွာနေသည်မှာလည်းအမှန်ဖြစ်၏။တခါတလေမထင်မှတ်ကြပြီဖြစ်တတ်သားပဲ။အချိန်နှဲငယ်ငေးမောနေမိတော့မိမငယ်သည်။ပြန်လေတတိဝင်လာပြီးကတင်းစီတို့တိုးကတ်သွားသည်။တုံးဖွေးထိုးသည့်အလုတ်သည်ဘိုးရွာရုံနဲ့တော့ပြက်ကွက်မသွားတန်ပါ။မနှက်ပြန်ဆိုရင်အင်ကြီးပြီတော်မီ။နိုင်ငံသားစာအုပ်ထဲကပုံစံကြည့်ရထိုးသားသောဒီအင်ကြီးသည် သူမတို့မြို့မှာဒီတထဲသေးတာရှိလိမ့်မည်။ဈေးသွိုင်းဝက်သွားမှာပေါ့။အင်းလေမနေ့ပြမနေ့မိုးဆူဆူနေလင်းတော့ဒေါ်အေးကိုပဲဈေးကိုလွှတ်ရမယ်။သူမက၆တွေ့တော့မနေ့ခင်းမှာပဲဈေးသွားမည်။လက်စားတက်လူနေပါပြီးစီးနေတော့အင်ဂျင်နီနီရဲရဲကိုမျက်မျက်နှူးနှူးကင်တွယ်ပြီးကဒင်ပေါ်မှာပြန်ထိုင်လိုက်သည်။အေးဆက်လာတော့ခြေပြားတို့တတိပြုတ်မိတော့အခါကဒင်မော်တို့ခြေနှစ်ဖက်စလုံးတင်လိုက်ပြီးခြေပြားတို့ကိုထမိတ်အနားစားနဲ့ဖုံးထားလိုက်၏။တစ်ချက်ချက်တွင်မိုးထချုံတန်ကကျဲလောင်စွာထပ်ပေါ်လာသည် ထိုအခါများတွင်အနှဲငယ်ထိတ်လန့်သွားတတ်ပါသည် ကြည့်ပါဦးဘာဖြစ်လို့များတဲကြီးမြဲကြီးရွာနေကြလဲညင်းစီပြိုးပင်လေးများသည်ရေအိုင်ထွန်းလျက်ရှိတော်သည်အမြင့်ထွက်ကစားပင်စီအကိုင်းလေးများသည်ရေနှစ်ပြီးတိတ်ကုံတော်မြည်ထင်သည်ပုတ်ကုံမှာပေါ့လေနောက်ပြီးမြလေးပွင့်နေလဲကြွေကြကုံတော်မှာမနလင်းလင်းပင်ကြီးကရေထဲမှာသူ့မဟုတ်ရေရွေးလင်းမြန်စာဆုတ်လုပ်လိုက်ရင်တော့ရွှတ်မြေပေါ်မှာဆွတ်ဆူပြကက်လျက်နှမျောဖွယ်ရာတွေ့မြင်ရတော်မူ မနက်တုန်းကခွဲဖြက်ပြီးနေလန်းလာတော့အုံးလက်ဖြတ်စာများသည်မိုးရီထဲမှာမျောပါတော့မြည်လာမသိနိုင်ကြည်တူသောမိုးရွာမြင့်ထင်လင်းညနေတဲကအိမ်ထဲတည်ပြီးပုံထားမှာပေါ့ဥဆိုလဲချမ်းအေးအေးဖြစ်အိယာထဲမှာထားပြီးရွှေ့မြည်မထင်နောက်ပြီးမိသွေးအိမ်ညာညင်းဆောင်ပေးမှကောက်ရုံများကလဲပဲများအိုးဒီမိုးကဘသူ့ကိုမှကောင်းချိုးပေးမိမိုးမဟုတ်အေးဆက်ထောင်ကျင်နေသောလက်တို့သည်တိုးမွေးပန်းပွင့်ဖော်ရမှာနှစ်ကွင်းလွန်းနေသည်လက်အိတ်ဆွလင်လဲတင်းငင်သောပန်းပွင့်ဖော်ရမှာစိတ်အနှောက်အယှက်ဖြစ်နိုင်သည် မီးလုံရလင်ကောင်းပြီထင်သည်အေကမ်းမီးလင်းပုံမှာမီးသွေးဖြစ်ထားပြီးပြီပဲအေကမ်းမီးလင်းပုံထိုးခိုက်တွင်သူမသည်ရင်ထဲမှလှုပ်ရှားတောင်းရင်သွားသည်မီးလင်းပုံရဲ့တချောင်းတို့အပ်ရဲ့ခြိလုံးရဲ့တဲကြီးမဲကြီးရွာချနေတော့မိုးရဲ့နှလုံးသားထဲအထိအေးဆက်တောက်တန်းသွားသည်ဟေးအေးဒီအချောင်းများကိုပြန်မတွေးချင်ပါဝတ်တချုံရဲ့တဲဆန်သောရွာချသောမိုးညတညဤအေကမ်းမီးလင်းပေါ်ပေတွင်သူမဖြစ်ပြက်ခဲ့သောအကြောင်းရာသည်အရာအလုံးထက်အယုတ်ဆိုးဆုံးဖြစ်သည် အရာအလုံးထက်မုံတိဆက်ဆုပ်ဖွေရကောင်းသည်အရာအလုံးထက်စိတ်ဆင်းဖွေရကောင်းသည်အရာအလုံးထက်ကြောက်စရာကောင်းသည်အရာအလုံးထက်ကြောက်စိတ်ကြောက်ပြတ်သိမ်းညံ့ချမ်းစိတ်သွား၏အခန်းတစ်ခါပေါက်ကိုလှမ်းကြည့်လိုက်သောအခါမျက်လုံးများပြပွေသွားသည်အိုးအခန်းတစ်ခါလည်းမပိတ်ရသေးပါလားခန်းစည်းသည်လှုပ်ခလျက်ရှိသည်ဖျားရည်ဒီလိုညံမျိုးပေါ်တူတူဝင်လာခဲ့တာအခုလိုပဲသူမပန်းစာဖောက်တုံးမွေးအင်ကြီးထိုးနေခဲ့သည် နှကန်းတို့သည်ရှိန်လေးပူလောင်သွားစဉ်နှလုံးသွေးတိတ်တိတ်တိုးလျက်ရှိ၏သူမသည်ဆန္ဒနှစ်ခုပြိုင်နေသည်တစ်ခုကတုံးမွေးအင်ကြီးကိုပစ်ချခြေရင်းကဂုံးကပ်ကိုစုဆွဲပြီးလှဲအိတ်ခြုံပစ်လိုက်ဖို့မျက်နာကိုပါဖုံးပစ်ရမှာပေါ့နောက်တစ်ခုကစိတ်အားတင်း၍အခန်းတကားစီကိုပြေးပြီးတကားပိတ်ချက်ထိုးပစ်လိုက်ဖို့အိုးဘယ်ဖြစ်မှာလဲသူ့အခန်းပြင်မှာရောက်မနေဘူးဆိုတာမုံသည်ဆက်ဆုံးမှုကြောက်ရွံ့မှုတို့ဖြင့်တကူလုံးထုံချင်တောက်တင်းနေသည်ဘာလို့ရမလဲယင် မိမိပြက်ပြက်ကိုကိုကိုလိန်ညာ၍ချန်ထားရခဲ့တော့ဖြစ်ရဆိုသည်အခုတိလိုက်လာဆဲပါလားအမှန်စင်စစ်သူသည်မကောင်းဆိုးဝါးတစ်ခုခုဖြစ်၏ထိုညာတုံးကသူမတကယ်ကိုဘလူးစီခံခဲ့ရသည်ကြမ်းတမ်းသောမုတ်စိတ်တို့ဖြင့်မခံမရက်နိုင်အောင်ဆူးရှားသည့်ဝေဒနာသည်အခုနှကန်းအစုံပါအစုံတွင် ပြန်လည်ထိတိခံစားရလိုထင်မိသည်ကြမ်းတာဖွာလိန်သောစပင်တို့သည်သူမလဲတိုင်းစီရင်ညွတ်စီဖြောင်းကနေကျက်လောင်သောထပ်ပေါ်လာသည့်အတန်ကြောင့်ရုတ်တရက်အာမေရိတ်တန်ထွက်သွားသည် နှလုံးသွေးစောက်တိုးသည်ကိုပြေပြောင်းမီလာအတွေ့ဖြင့်လယ်ပင်ကိုလက်နက်ပတ်ဖြင့်တင်းတင်းကြပ်ကြပ်အုပ်ခါထားလိုက်မိသည်တစ်ကိုင်းကျိုးကြတမန်တိလိုက်ပြီးဖြစ်တော်လဲကြောက်စိတ်ရော့မသွားနိုင်ကဲကြပါကဲကြစမ်းပါသူမတယောက်တည်းအိမ်ပေါ်မှာရှိနေသည်တစုံတယောက်သည်အချိန်မရေဝင်လာနိုင်သည်ထို့ညလိုသူမကိုဒေါ်အေးရေဟုကြက်လောင်စွာအော်ခေါ်လိုက်ခြင်းသည်တို့တော့တအောင်းအောင်ရွာချနေတော့မိုးတန်အောက်တွင်အပေါ်တက်မှသူမအတန်ကိုအောက်ထက်ကဘလို့မှကြားမိမဟုတ် စိတ်အားရော့သွားသောအခါလက်ထဲကအင်ဂျီရှော့ပြေကျသွားသည်တကားပေါက်ခန်းစည်းအပါစားကိုဖျက်လျက်ပြီးလင်းနေသောဧကန်းကိုမြင်ရသည်ဟောဟုံမဝိုးတော်မြင်နေရရာနှစ်ယောက်ကိုင်ဆိုပါမဟုတ်လားသူမမျက်နှာသည်ပူချိန်သွား၏ပူလောင်ခြောက်တွေ့လာသောနှခမ်းများကိုရှာပြစ်ဆွတ်ဆူအောင်ပြည့်ဥပြီးကြောင်ငေးမိလိုက်သည်ဒီလိုဖြစ်လိမ့်မည်ဆိုတာဘသူသိနိုင်မှလဲဘယ်တော့ကားမှတွေးမကြည့်ခဲ့ဘူးသောဘယ်တော့မှလည်းမေးနိုင်တော့မည်မဟုတ်သောအဖြစ်ပြက်တစ်ခုသည်အဲ့ဒီဆူပါဘော်တွင်ဖြစ်ခဲ့သည် မျိုးသမီးတယောက်ဤလုံခြုံမှုကိုဘသူကပေးနိုင်တယ်လဲမိဘကလားလင်းယောက်ျားကလားအကိုရီမောင်တွေကလားဘသူမှမရှိတော့တဦးတည်းမိမငယ်သည်ဘာနှစ်ကာကွယ်ရမှာပါလဲအမျိုးသမီးတယောက်သည်ပတ်ဝန်းကျင်နှင့်ចောင်းကြမှုကင်းစွာနေထိုင်ဖို့ပေါင်းကူတရာအဖြစ်အကာအကွယ်ဖြစ်ယောက်ျားသားမရှိလည်းမဖြစ်တော့ဘူးလားတင်းမာလွန်သောသဘောထားသည်ထိုညကဆ၍တစတစရော့ပါလာခဲ့ပြီးအငယ်စိတ်တို့သည်ချီနီးဝင်ရောက်လာခဲ့သည်ထိုညသည်ဒေါ်အေးစေးယုံတက်နေရသောတတိယညောင်ညဖြစ်သည် ။ဦးဆိုးကစေးရုံတို့ခဏသွားနေတော့အချိန်ပိုင်းတွင်အိမ်တကားကိုအပြင်းမတောက်ခတ်သွားစေခဲ့တော့သူမအတွေ့သည်ဘလောက်တိမ်လိုက်ပါတလဲ။မိမတယောက်တည်းတကားကိုအပြင်းမတောက်ခတ်ခြင်းသည်အင်မတန်ကြီးမားသောအန္တရာယ်တစ်ခုဖြစ်သည်ကိုအချိန်နှောင်းမှသိခဲ့ရသည်။မီလင်းပေါ်နှစ်ပေနှစ်ယောက်ထိုင်ဆိုပါကုန်ရှိပေါ်မှာငိန်တက်စွာကျိုးမွေးအင်ကြီးထိုးနေခဲ့တော်သူမသည်လေကားမှတလန်းချင်းတက်လာသောဖနက်တံကိုရုတ်တရက်ကြားခဲ့ရသည်ဝေခွဲရခတ်စွာထိတ်တလန့်လှမ်းကြည့်မိလိုက်သည့်အခါမှာတော့ စူးစူးဝါဝါလမ်းអော်လိုက်မိတော့ဒီသူဒီပြုံးပြသည်တိတ်တဆိတ်လေကားမှတက်လာသူနဲ့မတူပဲအိမ်ပြန်လာတော့အိမ်သားတယောက်ပမာကြောက်လန့်တုံလုံးလေးရရှိတော့သူမကိုအေးအေးဆေးဆေးပြုံးပြရင်စကားဆိုသည်អော်လူမရှိဘူးအောင်းမိနေတာတဲ့သူအတန်ဒီအခုပြန်စင်းစားလင်ချက်ချင်းအာယုံမှာပေါ်လောက်တော့ချင်ရှား၍မှတ်မိလွယ်တော့အေးဒီအေးဆက်၆ကက်ကန်အတန်ဖြစ်သည်သူမျက်နာကတော့အိမ်မပေါင်းများစွာကိုစိုးမိုးထိတ်လန့်စေခဲ့သောကြောက်ရွံ့စရာရွံ့စရာမျက်နာအခုသူဘယ်မှာပါလဲ သူနောက်တစ်ဖန်ပြတ်မလာဘူးဟုတေချာပြောနိုင်ပါမလားသို့တော့သူမအစိုးရလိုခြင်းလည်းဖြစ်နိုင်သည်ယခုအချိန်၌သူထောင်ကျနေမည်မှာတေချာမည်လေသူမျက်နာသည်ကြမ်းတမ်းခန့်ထန်၍နှကမ်းပါသည်နှကမ်းမှရှိပါမလားလို့တွေးယူရလောက်အောင်ပါလျာပြီးနှကမ်းမွေးကြိုးကြဲကြမ်းတမ်းသောမုတ်စိတ်တို့များဖြင့်ဝန်းရံထားသည်သူသည်ထောင်မပေါက်ဖောက်ပြေးလာသူတယောက်ဖြစ်နိုင်သည်ဝရံပြေးတယောက်ဖြစ်နိုင်သည်ဘာပဲဖြစ်ပါစေအခုလုံခြုံရေးရဲများသည်အရာရာကိုတိထားသူများပဲလူတယောက်ထွက်ပြေးသည်ကိုအလွယ်တကူဖမ်းနိုင်ပါသည စိတ်နှဲငယ်တက်တာလင်းပင်သက်တစ်ချက်ရှိုက်ပြီးအင်းကြီးကိုပြန်ကင်မိသည်ဂျင်ညပြီးအောင်ထိုးရမည်တိတ်လက်ဆမ်းမာတော့မိုးရဲ့မင်းဟာဘယ်အရာကိုမှကောင်းချွတ်ပြုနိုင်မှာမဟုတ်ဘူးအလဲဆုံးမိတွေ့အိတ်တွေဆိုကုန်မယ်နောက်ပြီးဟိုလူနေစမ်းပါအောင်အဲ့ဒီလူသူ့နာမည်မပြောပြတော့ဘူးထင်တယ်ဟုတ်တာပေါ့တညာဤခဏတာပြောခဲ့တော့စကားလေးငါးခုတွင်သူ့နာမည်မပါပဲချမ်းလွန်းလို့မီးမီးလုံပရားစီလားဆိုလားမီးလုံအောင်မယ်ဆိုလားတခုခုဖြစ်သည်တူမသည်ထိုခိုက်တန့်သောကမယုံကြည်နိုင်လောက်အောင်စိတ်ထုံသွားခဲ့သည်ဟုထင်သည် ကြောင်တကောင်ကမိထားသောကြွက်လိုမိမိ၌လွတ်လပ်ခွင့်မရှိတော့သည်ကိုသူဆန္နာရပြည့်မှုနိုင်စွာရှိသည်ကိုသိလိုက်ပြီးဒီနောက်တွင်တခဲ့မိမကြီးတယောက်ကဲ့သို့အိမ်တွင်ထဲယူလိုက်ရ၏တို့တော်လွတ်လန်းကိုဘလို့မှမကြံစားတတ်ခဲ့ပြီသူကတော့အနှောက်ယှက်လုံးဝမဖြစ်သည်လားသူမရှိတွင်အင်ကြီးကိုချက်ကအေးဆေးစွာမိခင်နေခဲ့သည်ထို့နောက်တတိလက်လွတ်ကြောင်ရင်းနေသောသူမရှိနေပင်ဘောင်းမီရှိကိုချက်ကမိခင်နေသည့်အခါသူမသည်အော်နှလုံးနာနာပြင်းထန်စွာလဲစိတ်လှုပ်ရှားလဲရပြုံးစုခြေလန်းပြင်လိုက်စဉ် သူကလှင်မြန်စွာအနားရောက်လာသည်ဘာမှမလုပ်နဲ့ဘယ်ကုံမှဖုံးမဆက်နဲ့ငြိမ်ငြိမ်ထိုင်နေတဲ့တိုးတော့နောက်တော့တယ်လီဖုန်းမရှိသည်ကိုသူသိသွားသည်သူမသည်ခနာကိုကလှူရှားခွင့်မရသမျှစကားတို့ကိုဒေါသကြီးအော်ဟစ်ပြောမိလိုက်သည်ထင်ပါသည်ပြောမိသမျှခွေးကြီးအန်တိုနီအကြောင်းကစသည်ထင်ပါသည်အန်တိုနီအာတီလူကိုမကြိုက်ရကောင်းလားဟုမနဲ့လင်းလင်းတပ်ပိမြေဆိုတာတွေပါဒီလောက်မိုးတဲနေတဲ့ကြားထဲမှာ မျိုးနယ်ခွန်းနှစ်မိုင်ဝေးဆိုတော့မျိုးနယ်စေးရုံတို့သူမအားခေါ်မသွားကောင်းလားတယောက်တည်းထားခဲ့ရကောင်းလားဟုဦးစိုးကိုပြစ်တင်ရရွတ်မိတာတွေတကားမှအပြင်းမတော့ခတ်ထားလျက်နဲ့အပေါ်တက်မှမီးလင်းနေတာကိုလည်းမြင်လျက်နဲ့ဖွင့်ဝင်လာသူကိုတခိုးသောမဟုတ်ထောင်ပြတဲ့ဦးဦးသာဖြစ်မှာဟုစိတ်ဆိုးစွာအော်ဟစ်မိတာတွေဒီစကားများဖြစ်နိုင်သည်တိတ်မမတ်မီတီမှာအံ့ဩဝယ်ရမဟုတ်သူမတို့အိမ်ဒီမျိုးစုံပတ်ဖြစ်၍အိမ်ဝမ်းခြံဝမ်းကျဲပြီးတခြားအိမ်တွေနဲ့လည်းနည်းနည်းလန်းသည်မိုးပတ်သွန်းတန်း မိုးထချုံတန်းလေပြင်းတံတို့ဖြင့်ပတ်ဝန်းကျင်ကလည်းစုညံနေသည်လေသူကအော်ဟစ်နေသောသူမကိုတလှဲ့တင်းတင်းဆုပ်ကင်ထားသောသူမလက်မတချောင်းထိုးအောက်ကိုတလှဲ့အပြက်ပြက်လန့်လန့်မကြာခဏကြည့်ရင်အင်ကြီးပေါင်းမီတို့ကိုတွေ့လျှောက်သည်ထင်မိခင်နေခဲ့သည်နင်းနေမှစာနာတရားမရှိမိမ့်ပြုတ်ကလေးတို့ဦးရှိမှပေါင်းမီတို့ကလေးဖြင့်အကြကြီးအေးဆေးဆေးနေနိုင်ခဲ့သူကိုကြည်ကကျမပြင်းပြင်းထန်ထန်တုံလုံးနေခဲ့သည် ဘာကောင်မှမကြံတက်တီဆုံးလေးမမြလင်မျောတကယ်တော့စပွဲတင်ပန်းအိုးကိုသာစိတ်ဝင်စားကြည့်မိတော်သည်ပန်းအိုးနဲ့ရိုက်ရင်သူကောင်းကွဲနိုင်မလားဆိုတာအလောင်းစားတစ်ခုလိုအရေးကြီးလာသည်သူကောင်းကတိတ်များမာနေမှာလားနောက်ပြီးဖန်ပန်းအိုးတိတ်တိတ်ရှိရှိလေးသည်လူတယောက်ကောင်းကိုခွဲနိုင်သည်အထိတောက်တင်းပါမလားအင်းလေအရက်ပလင်းနဲ့ရိုက်ရင်တော့ကောင်းကွဲသေးတယ်ဆိုပဲပန်းအိုးနဲ့ရိုက်ရင်ကွဲနိုင်မှာပေါ့စမ်းကြည့်ရမယ်နေအောင်သူ့မှာတနက်မပါဘူးလို့ပြောနိုင်မလားလုံထွေးပြီးမိခင်နေတဲ့အင်ဂျီထဲမှာသူက ူမစိတ်ကိုတည်သွားဟန်ရှိသည်ပန်းအုပ်ကိုရုတ်တရက်သူ့ပတ်ဆွဲယူပြီးလှည့်ပတ်ကြည့်နေလိုက်သည်ထို့နောက်မိဖို့တဲကိုလှမ်းပစ်လိုက်သောအခါသူမသည်မိစ္ဆာကောင်ဟုအတန်ထွက်ဆဲပစ်လိုက်မိတော့သည်သူကသူမကိုအတန်ကြာစူးဆိုင်ကြည့်ပြီးပြုံးလာသည်လူတော်တော်များများပြုံးလျက်မျက်နှာထားပြေပြောက်၍နှစ်သက်ဖွယ်ကောင်းတတ်တော်လဲဤထဲတွင်သူမပါဝင်ပါသူအပြုံးသည်ဝင်းပလီတကောင်လိုတလေးဆန်တကောင်လိုမန်ဖီတလို့ပြုံးမျိုးဖြစ်သည်ဘသူလဲဘဲသားမလို့လဲဘာကြောင့်အိမ်ထဲဝင်လာသလဲ မိကုံတွေကိုတခုမှမဖြေပဲစူးရှစွာစိုက်ကြည့်နေလိုက်တော့အကသူမအတန်တီတိကနေရက်သွားရလေသည်စူးရှသောမျက်လုံးသည်သူမဝက်ထားသောသုံးမွေးအင်ကြီးကိုထွန်းပေါက်ပြီးဟိုးရင်ထဲအထိမြင်နေရသလိုစိတ်ကနေချမ်းသွားသည်မိမျက်နှာလေးကတော်တော်ချစ်စရာကောင်းတာပဲထို့နောက်သူမဘလို့မှပြင်ဆင်ထုံးလန့်ချိန်မရလိုက်ခင်မှာအဆိုးအဝါဆုံးဖြစ်ရက်တစ်ခုလင်းမြန်စွာဖြစ်သွားခဲ့ရသည်လက်ထဲမှတချောင်းထိုးအပ်ကလေးသည်တူးအတွက်မြည်သွမအနောက်ရှက်ဖြစ်မလာခဲ့ တေးခွေးတော်မိမငယ်ဤကိုလုံးကလေးသည်သူ့လိုယောက်ျားကိုမြည်သွမတုံးဖဲ့နိုင်စွမ်းမရှိခဲ့ပါကြမ်းချသောအနက်များပူလောင်ပြင်းပြသောနှက်ခမ်းများရိုင်းဆိုင်ခတ်ထန်သောပွေဖက်မှုများတကိုယ်လုံးတုံရင်လာသည့်အခါချစ်ရင်းမကုန်းကပ်ကိုဆွဲယူချုံလိုက်မိသည်ပန်းပွင့်ဖော်နေသောလက်ချောင်းကလေးများသည်မကြာခဏလွဲချော်နေသည်နှက်ခမ်းများသည်တဆက်ဆက်တုံရင်နေကြသည်အေးလွန်းသောကြောင့်ဖြစ်မှာသို့မဟုတ်ကြောက်လွန်းသောကြောင့်ဖြစ်မှာဖျားဖျားတပြည့်ပြည့်တော့မိုးစဲတံကောင်းပါရဲ့နော်ရက်ခုံများကအနေငယ်လေးလံလာသည် ပဒင်းတို့မိုးရိုစီရမှပဒင်းပေါက်တက်သားတို့စီစွဆွတ်ထိုင်းမိုင်းတော့တက်သားဆုံနှန်းသည်အခန်းတွင်မှတဖြည်းဖြည်းပြန့်နှံ့လာသည်တချက်ချက်တဲမဲစွာကြာချလိုက်တော့မိုးတန်တဲတွင်လေပြင်းတိုက်ခံကဆူးရှစွာပါလာတတ်သည်မိဖို့ကြောင့်ကတွတ်ပြားနေနေလန်းနေသည်ထင်၏လေတစ်ချက်ကိုတိုက်လိုက်တိုင်းအတက်မြင့်မြင့်နေသည်မှာစိတ်မချမ်းမြေ့ပွဲကောင်းလာသည်သူမပုံဖော်နေသည့်ဤရောင်ပန်းပွင့်ကိုဘိုးတော်သားမြင်ရပြီးသူမျက်နာကထင်ရှားနေသည့် နှာသင်ထင်ရှားတော်လဲနှာပြားနဲ့နဲ့လုံးနေတော်မွေးညင်းပေါက်ကျဲတော်မျက်လုံးနဲ့နဲ့ရှိလျာတော်စပင်မဲနဲ့ဖွာလန်တော်ဘသူနဲ့တူပါလဲဘသူနဲ့မှမတူတော်မစင်တော်မျက်နာဖြစ်သည်ယောက်ျားမိတ်ဆွေဟူ၍မေမေရရမရှိခဲ့သည့်သူမဘဝသည်တကယ်တမ်းပတ်သက်လာသည့်အခါအဆိုးဝါးဆုံးပုံတံနှင့်ပတ်သက်ခဲ့ရသည်အဆိုးဝါးဆုံးထဲမှာသူမကိုတတ်မပစ်ခဲ့ခြင်းပင်ဖြစ်သည်အင်းလေစိုးရိမ်သလိုတနက်ပါမလားလို့ဖြစ်ခြင်းဖြစ်မှာပေါ့ဒီအတွေးသည် တိတ်တော့အတိတ်ပဲမရှိဘူးထင်ရသည်သူ့လက်လက်ဖက်သည်သူ့မကိုမိမခင်တရားဝီလေပင်ကိုတိတ်ပြီးအမဆိုင်ပဲဖြစ်ညစ်နိုင်သည်အိုးနောက်ပြီးသူ့မှာဓားပါလာသားပဲထိုသားပြည့်အန်တိုနီကိုတတ်ခဲ့သည်အမှန်ကခွေးကြီးသည်ဘိုးရဲမှာပဲမဲတာဝန်ကြည်ပါသည်ထိုသားကိုယခုတိုင်သူ့မစီမှာရှိနေသည်တမောင်ဆိုတာထင်ပါရဲ့လှပရှိလျားသောအတော်နှစ်ဖက်ရှိသောကြောက်စိတ်ဖွယ်ကောင်းသောဓားကလေးဖြစ်သည်ထိုသားကိုသူပါပြလို့ပေးခဲ့ပါလေစူပါပေါ်တွင်တစောင်းလဲကြနေတော့သူမသည် မောပန်းဖြော့နွမ်းနေသည်မိဖို့စီတို့တိတ်ပင်မဲ့စွာငေးဆိုင်ကြည့်ရင်မျက်ရည်ချာငိုဆိုင်နေခဲ့သောအချိန်၌သူကသူမနီးတွင်မတ်တပ်ခန့်ငုံငုံကိုင်းရက်နေခဲ့သည်အမျိုးမျိုးသောစိတ်လှုပ်ရှားမှုတို့ဖြင့်လူးလွန်းတုံ့ပြန်နေသောသူမ၏ခန္ဓာကိုယ်ကိုစိုက်ကြည့်လျက် sorry ဟုဆိုလေသည်ဒီတုန်းကသူမတကောလုံးရှိသွေးများသည်နှွေးပြူလာရမှဖြုံးခနဲ့ပြန်လဲစုဖွဲ့သွားခဲ့သည်နှကမ်းမွေးမုတ်စိတ်မွေးတို့ဖြင့်တဝက်ဖုံးနေသောမျက်နာကိုမွေးတကောင်ကိုကြည့်သည်လိုကြည့်ပြီးခုန်ထဖြစ်လိုက်သည် အသက်ဖြစ်လာတော့အင်အားတို့ဖြင့်သူဘားကိုဆက်ရှိလက်ရှိတအားလွှဲရိုက်ပစ်လိုက်တော်သည်သူကချောင်းတင်းရှင်းမပြည့်ပဲစိုက်ကြည့်နေသည် သူကြည့်ရသည်မှာမိမတယောက်ကိုအထမပြုကြံလိုက်မိသူနှင့်မတူပဲပိုင်ရှင်ခွင့်မပြုမီဇပွဲပေါ်မှာလိန်မော်သည်တလုံးကိုအခွန်နွားစားလိုက်မိသူတူဦးမျက်နာမျိုးသာဖြစ်သည်ဒီနောက်ပိုင်းမှာတော့ဖြစ်ပျက်သည်ပြီးဆုံးပြောက်ွယ်သွား၏သူတားကိုသူမဘီမဆူဖာပေါ်သို့အတရာချပေးကနှုတ်ပင်မဆက်ပဲပြန်လည်ထွက်ခါသွားခဲ့သည် အိမ်ပြင်မှနေ၍တကားကိုပြန်လည်တော့ခတ်ပေးခဲ့ပြီးမိုးဆဲစာပြုတ်နေတော့ပြန်လည်ထွက်ခွာသွားခြင်းဖြစ်သည်သူဘာလို့ဓာတ်ကိုပြီးခဲ့တာလဲဤဓာတ်ဖြင့်သူ့နောက်ကြောကိုလှမ်းပေါက်ဖို့လားသူမဟုတ်ဤဓာတ်ဖြင့်သူမကိုထိုးဆိုင်ဆုံးစီရင်ဖို့လားတို့တော့သူမတင်ထားခဲ့ပါသည်တပတ်လောက်အိမ်တွင်မှယူကျုံမရငိုရှိုက်ပြီးသည့်နောက်မှာတော့သူမသည်အရင်ကလိုနက်နက်တိုင်းအိမ်မှမြင်းလဲဖြစ်စေသွားသည်ပန်းပင်ဆိုင်သည်ရေလောင်းသည်ဤကြောင်မှတ်ဖွယ်ရမိုးညာဤနောက်ပိုင်းရက်များတွင် သူဒါဒီကောင်းအာမအမြဲရှိနေခဲ့သည်တည်င်းစာများတွင်ဝရံပြည့်တည်တင်ထောင်ပြည့်တည်တင်ဓမြတည်တင်တို့ကိုစိတ်ဝင်စားစောင့်ဖတ်ခဲ့သည်မြင်းလေးပြည့်မျိုးတွေတို့သွားစဉ်မနှက်များညနေခင်းများ၌အဝေးဆုံးမြင်နိုင်သောနေရာတော်မှသူကိုတိတ်တဆိတ်စောင့်ကြည့်လောင်ပြောင်နေမိလားဟုလိုက်ရှာကြည့်မိသည်တစ်နှစ်ကျော်သွားပြီဒီအချိန်သူအရေးအယံမတွေ့ရတော့ပေမင်းကလေးသည်လက်ဆတ်တက်ပြီးသွားသောအင်ဂျီကိုခဏကိုယ်တွင်ကတ်ကြည့်နေပြီးစပွဲပေါ်သို့ပြစ်တင်လိုက်သည် ပေါင်းလျက်နေဒါပဲလဲအိတ်ကခေါင်းအုံးကိုပါနဲ့အပ်ထားလိုက်တယ်။မိုးသည်တဖြည်းဖြည်းလျော့ပါလာသည်။လမ်းမပေါ်မှာရေစီးချောင်းသည်အိမ်ဝန်းထဲသို့ဝင်နေပြီဖြစ်သည်။ရေစီးတံကိုကြားနေရသည်။တစက်မိတ်အောက်ကခံထားသောတပြားမတစ်ဆင့်စီးစင်းတွန်းကျနေသောရေတံကြသည်ပင်သူမ၏အဖို့ဖြစ်သည်။ဤရေသည်အုံးပင်တန်းတို့စီးစင်းမည်ဖြစ်သည်။မနေ့ကရေလောင်းဖို့မလိုတော့ပါဘူးပေါ့လေ။ကိုင်လာကျင်တော့လဲလာပါစေတော့။ခေါင်းအောင်အမသူ့သားရှိစီ။နာကျင်တော့ရင်နဲ့နှစ်တလုံးခုန်တန်တို့ဖြစ်စုညံ့နေ၏ တဖြည်းဖြည်းသူမမျက်တောင်မေးဆင်းလာသည်မိုးတန်လေတန်တို့သည်တဖြည်းဖြည်းတုံးမိန်ဖြော့သွားသည်ထို့နောက်အိမ်မောကျသွားလေသည်နောင်တတနေ့နဲ့နဲ့တွင်သူမသည်ခါတိုင်းထက်အချိန်ထက်နောက်ကျ၍နိုးသည်သူမသည်ခါတိုင်းပြုတ်မှုနေကြမျက်နှာတချင်းကော်ပီနှင့်မုတ်စားတောင်ခြင်းတို့ကိုပြီးစီးသောအခါအောက်ထပ်တို့ဆင်းလာသည် အောက်ထပ်အဲခဲတွင်ဖြာချနေသောနေရောင်ခြည်ကိုမြင်လိုက်ရသောအခါသူမပျော်ရွှင်သားလေသည်ညီထွက်ပြီးအိုးဘလောက်ပျော်စရာကောင်းလိုက်တယ်လဲကွယ်ညာတော့ကပြီးသက်ထားသောအင်ကြီးလေးကိုနှင့်ဈေးသွားနိုင်ပြီပေါ့ ိန်းကလေးသည်ကလေးငယ်တအုံပါအိမ်တွင်းမှမြူးကြွက်လျက်ပြေးထွက်လာလေသည်ဟော့နိုးလာပြီလားတော်လေးကရလေးပန်းကုန်းများစုံပန်းကုန်းများကိုနေရာစီစဉ်နေရာမှပြုံးရွယ်ရင်မေးသည်သူမအလုံးအံ့ဩသွားသည်တောက်ပသောနေရောင်ကြီးတွင်နှေးကွဲစားပြုတ်နေပြီဖြစ်သည့်နနက်ခင်းသည်အခါတိုင်းထက်နနက်ခင်းများလိုကြည်လင်တွေးချောက်လျက်ရှိသည်ညီကြီးသည်မိုးမရွာသည်မှကြာမြင့်နေသည့်ပမာတွေးချောက်လျက်မျက်လင်းပင်ချေရင်တွင်ညီမဖြစ်ညီညာ၆တွေ့လျက် မိတွေ့အိတ်တွေကအိုးမိတွေ့အိတ်များကြီးလဲနေရောင်ကြီးတွေအခါတိုင်းလို့သူမသည်တတိတ်တိတ်ရင်ခုန်လှုပ်ရှားလာသည်အုံးလက်ပြဆာများသည်နေရောင်ကြီးတွေမနေ့ကတိုင်းအစီစဉ်တခြားတောက်ပြောင်နေသည်ဦးဆိုးသည်မြင်းကိုမြင်းလဲ၌တက်ဆင်နေသည်မြင်းထားသည့်အင်္ဂလိပ်ပြင်မှာကောက်ရုံးများပြပပြတ်ထဲမှာကလေးပဲများသည်လဲမိုးဆွဆွခြင်းမရှိုံမကခြောက်တရောင်းစွာတောက်ပနေကြသည်မိုးရွာထားသောအရင်ငွေတစမ်းမှမတွေ့ရသောအခါသူမအလွန်မင်းတုန်လှုပ်လာခဲ့သည်မိုးဤတဲလွန်စားချီရာကြံခဲ့ရမှာပေါ့ ဆူဆွပြော့ဤတော်မြေပြင်မိုးရီစီးစင်းရာမှာဖြစ်ပေါ်ကြံ့ရဲခဲ့သည့်တဲမြောင်းငယ်တိတ်တိတ်လေးများအိမ်ပြင်ဘက်ကတ္တရာလမ်းမပေါ်မှာအိမ်ဝိုင်းတဲသို့စီးစင်လှိတ်ဝင်ကြံ့ရဲခဲ့သည့်အမိုက်ဆာများတိတ်ရွက်ဆွေးများအဲ့ဓာရီဘက်မှာလဲအ ਨੇ ဆုံးမလေးစီးသွားချဆိုလေအဝိလဲချေတော့ဟိုမှာကိုဆိုးမြင့်တက်နေပြီသူမသည်အိမ်ကိုမောကြည့်လိုက်သည်ပြင်နေရမြပတင်းပေါက်များသည်၆တွေ့တောက်ပါနေသည်ဟဲ့အင်းမယုံနိုင်စရာပါပဲလားလိပ်ပြာရောင်တုံများသည်အိမ်နှစ်ပန်းပင်တို့ချာချာ အချားမှာလှပစာပွဲပြန်နေကြသည်ကြည်ပါအောင်ကွယ်တကယ်ကိုဒီစင်မမနှက်ခင်းပါပဲလားမိမငယ်သည်စိတ်ရှုပ်ထွေးနောက်ကြည့်သွားသည်စောစောကကလေးမတယောက်နှင်းစီပန်းနှက်ချက်ဖိုးဝယ်သွားတယ်မလေးရဲ့မိဖို့တွေကပတ်စံတက်တာထဲမှာဒေါ်အင်းညကမိုးရတယ်မဟုတ်လားဟင်အခုဒေါ်အေးကအန်အော်တယ်လို့ကြည်၍အတန်ထွက်အောင်ရေမောလိုက်သည်ပေါက်ပေါက်ရှာရှာမလေးရဲ့မိုးမရွာတာဖြင့်သုံးလေးလကြာပါပကောမိမငယ်ဤမျက်လုံးများကကြောင်ငွေ၍ကြောင်ငေး၍စိုက်ကြည့်နေသည်အိုးမဟုတ်ဘူး ဘာကိုယုံရမည်မသိဘဲတခုခုကိုညင်းဆို့လိုက်မိသည်သူတို့မနှိုးချလို့ဖြစ်မှာပါတို့တော့မြေကြီးကပန်းပွင့်တွေကမိတွေးအိတ်တွေကကောက်ရိုးတွေကသူမသည်ခေါင်းကိုရုတ်တရက်ရမ်းခလိုက်ပစ်လိုက်သည်ညာတုံးကတော့တကယ်မိုးရခဲ့သည်မိုးဆက်ဖြန်းပတ်တန်းမိုးထစ်ချုံတန်းရေချတန်းတက်ကိုင်းကျကြတန်းမိုးရေစွတ်စွတ်ပြင်ချက်တို့ဤခတ်တိုင်းထိုင်းရနှံ့အိုးအဲ့ဒါတွေဘယ်ရောက်ကုန်တာလဲသူမသည်တင်းမာ၍တောက်ပြောင်နေသောနေအောင်ကြီးကမြေပြင်ကိုခါခါတိတိစိုက်ကြည့်နေမိသည် ။သူမရင်မှာဒေါ်အေးလဲပြီးပုံထားဟန်ရှိသောမလကာရွက်ချောင်းများသည် ဖုံဖုံများနှင့်လိမ့်ကြံ၍၆တွေလျက်အံ့ဩခြင်းမယုံနိုင်ခြင်းစိတ်ထိခိုက်ခြင်းတစုံတစ်ခုကိုဆိုးရွံ့ခြင်းအမျိုးစုံသောခံစားမှုတို့သည်တကိုယ်လုံးပူနွေးလာသည်။ကမ္ဘာလောကကြီးနှင့်သူမကြားအလွှာတစ်ခုခြားနားလျက်ရှိနေပြီလားတစုံတရာသည် အကြီးကျယ်မှားရွေးနေပြီဖြစ်သည်။ဂျူ1983ခုနှစ်ပေဘူးလာမဂ္ဂဇင်းဖြစ်ပါရခင်ဗျာဒီဝိတ္ထုလေးရတော့ဆ ्याम ကျူရဲ့ သူမနဲ့မိုးဆိုတဲ့ဝတ္ထုလေးဖြစ်ပါတယ်။နားထောင်ပြီးရင်တခုခုရသွားမယ်လို့မျှော်လင့်ပါတယ်။နားထောင်ပြီးသူရောက်စီတိုင်းရောက်စီတိုင်းစိတ်ချမ်းသာကိုကျမ်းမာကြပါစေခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်။